်မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အမေရိကန်သမ္မတအဖြစ်ဒေါ်နယ်ထရန့်ရွေးကောက်ခံရမှုကို MGI သမ္မတဒူဝါလက်ရှိလက်ကဂုဏ်ပြုလိုက်ပြီးခိုင်မာတဲ့ဆက်ဆံရေးဆက်လက်ထူထောင်မှုမျှော်လင့်ထားသလိုတပတ်ကမြန်မာအရေးနဲ့ဒုက္ခသည်များအရေးအတွက်တော့အမေရိကန်ဆိုးရအစ်စ်ကလစ်လျူရှုမှာကိုပြည်တွင်းပြည်ပနိုင်ငံရေးအတိုင်းအဝိုင်းမှာစိုးရိမ်မှုတွေရှိနေတယ်ဆိုပါတယ် ရခိုင်ပြည်နယ်ကတောင်ကုန်းမြို့နယ်မှာအချက်ဖက်စစ်ကောင်စီတပ်နဲ့အာရကတတော်အေအေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့အသေးအံခုခံနေရတဲ့ဆိုတဲ့ဒရင်ပါဝင်နောက်ဆုံးရရှိထားတဲ့ဒရင်တွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတရင်ကတော့အမေရိကန်သမ္မတအဖြစ်ဒေါ်နယ်ထရန့်ရွေးကောက်ခံရမှုကို NGI သမ္မတဒူဝါလက်ရှိလက်ကဂုံပြုလိုက်ပြီးခိုင်မာတဲ့ဆက်ဆံရေးဆက်လက်ထူထောင်မှုမျှော်လင့်ထားသလို တပတ်ကမြမရေးနဲ့ဒုက္ခသည်များအရေးအတွက်တော့အမေရိကန်ဆိုရတစ်ကလစ်လူရှုမှာကိုပြည်တွင်းပြည်ပနိုင်ငံရေးအတိုင်းအဝိုင်းမှာစိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။လက်ရှိအမေရိကန်သမ္မတအဖြစ်သမ္မတဟောင်းဒိုနယ်ထရန့်ကပြန်လည်ရွေးကောက်ခံရမှုအပေါ်အမျိုးသားညီညွတ်ရေးအစိုးရ MG ရိုက်သမ္မတဒူဝါလရှိလကချီကျူးဂုံပြူတဲ့အကြောင်းသူရဲ့လူမှုကွန်ရက် X account ကနေတစ်စိတ်ထုတ်ပြန်ပြောဆိုထားပါတယ်။တပတ်မှာတော့အမေရိကန်သမ္မတအဖြစ်ဒိုနယ်ထရန့်ရွေးကောက်ခံရမှုအပေါ်မြမအရေးကိုစိတ်ဝင်စားမှုမရှိဘဲ လစ်လူရှုထားမှာကိုပြည်တွင်းပြည်ပနိုင်ငံရေးအတိုင်းအဝိုင်းကစိုးရိမ်နေကြပြီသမရဘိုင်ဒန်လက်ထက်မှာလည်းမြမရေးနဲ့ပတ်သက်ပြီးစိုးရိမ်နေပူပန်နေအာဆီယံဘုံသဘောတူညီချက်အတိုင်းယက်တီမယ်ဆိုတာမျိုးတွေနဲ့သာအချိန်ကုန်သွားပြီဘာမှအဥပဒေပြဋ္ဌာန်းထားတာတော့လောက်လောက်လာလာဘာအကူအညီမှမရဘဲတော်လန်ရေးကိုကိုအားကိုကိုပြီးအခုအချိန်နေတိရောက်လာခဲ့ပြီမြမြမရေးနဲ့ဒုက္ခသည်တွေရဲ့အရေးကိုအခုတခါထပ်ပြီးလစ်လူရှုခံရမှာကိုလည်းရဒမ်အေးဖြစ်ရတယ်လို့နိုင်ငံရေးတုံးသက်သူတွေကပြောပါတယ်ဒါပေမဲ့ တစ်ဖက်ကအမေရိကန်ရောက်မြန်မာတဦးကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြန်လဲအရွေးချယ်ခံရမှုဟာမြန်မာရေးအတွက်အခွင့်အလမ်းအစ်စ်ဖြစ်လာနိုင်တယ်လို့ဒါကို UNG ပါဝင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ထိတွေ့ဆက်ဆံရေးမဟာဗျူဟာအစ်စ်နဲ့ချင်းကပ်ဖို့အရေးကြီးတယ်လို့လည်းသုံးသပ်ထားပါသေးတယ်။ဒါနဲ့ပတ်သက်ပြီးတစ်ဖက်ကအမေရိကန်စစ်တပ်ရဲ့အငြိမ်းစားဒုတိယဗိုလ်ကြီးဒေါက်တာဒေါ်မီမီဝင်းဘက်ကတော့အခုနောက်ထပ်အမေရိကန်အစိုးရအဖွဲ့အစ်စ်ကနေချမှတ်လာမယ့်နိုင်ငံခြားရေးမူဝါဒအစ်စ်တွေကြောင့် မြမရေးအတွက်အခွင့်အလန့်အစ်စ်နဲ့ကြီးမားတဲ့ရည်မှန်းချက်တွေဖြစ်ပေါ်လာနိုင်တယ်လို့လဲသူမရဲ့လူမှုကွန်ရက်မှာသုံးသပ်ရေးသားထားပါတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်နယ်ကတောင်ကုန်းမြို့နယ်မှာအချက်ဖက်စကောက်စီတက်နဲ့အာရခတက်တော် AA ဂျာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီစေကောက်စီဘက်ကလေချောင်းပစ်ကူတွေနဲ့အသက်အတန်ခုခံနေရတယ်လို့ဒေသခံစီရင်တင်းရင်းမြစ်စီကနေသိရပါတယ်နိုဝင်ဘာလ3ရက်နေ့ကပဲအချက်ဖက်စကောက်စီရဲ့တောင်ကုန်းမြို့နယ်အခြေစိုက် ပန်းမြောက်တောင်တက်စကန်ကိုအနာကတတော်အေးအေးကသိမ့်ပိုက်ပြီးတဲ့နောက်မှာပဲစကောင်စီရဲ့တောင်ကုန်းမြို့စကခငါတိုက်ရင်ဌာနချုပ်တဝိုက်မပါတိုက်ပွဲတွေပြင်းထန်လာတယ်ဆိုပါတယ်အဲ့ဒီမှာအကြပ်ဖက်စကောင်စီတက်ကတောင်ကုန်းမြို့ပေါ်ကနေပါလင်းနဲ့ပြန်သွားပြီးမြို့နယ်၃မိုင်လောက်သာဝေးတဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်တာတွေလုပ်နေပြီးတော့အဲ့ဒီမှာသူတို့စစ်တပ်ရဲ့စကခငါတိုက်ရင်ဌာနချုပ်ရှိသူတို့စကောင်စီဘက်ကတော့တော်တော်ကိုအထိနာနေတယ်လို့လေဒီတက်ကစီရေးတည်ရင်ရှိမိကပြောထားပါတယ်လက်ရှိမှာ အရကတတော်အေဟာတောင်ကုတ်ကိုမတိုက်ခင်အမ်းမြုတ်ကိုအရင်ထိုးစစ်ဆင်ပြီးမှတောင်ကုတ်ကိုပါစစ်မျက်နှာထပ်ဖွင့်လိုက်တာဖြစ်ပြီးတပတ်ကမောင်တော်နဲ့ဂွားမြို့နဲ့ဘတ်တူမှာလေတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေသလိုလက်တလောစစ်ကောင်စီရဲ့အမ်းမြုတ်နယ်ကနဘကတိုက်စစ်ဌာနချုပ်ဘက်မှာလေအရကတတော်အေအေကအသာစီးရနေပြီးနဘကဌာနချုပ်ကိုတိမ့်မို့ဘက်ပေါင်းစုံကနေပိတ်ဆို့ပြီးတော့ကိုတိုက်ခိုက်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကလေကြောင်းပြစ်ကူကိုသာအားထားပြီးခုခံနေရသလို့ အရခတတော်အေကတော့ပန်းမြောက်တောင်လိုအမြောက်တရင်ကိုပါရက်ပိုင်းအတွင်းသိမ့်ပိုက်လိုက်ပြီးမြေပြင်မှာအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခြေမုံနေတယ်လို့လေဒီတက္ကစီရေးတည်ရင်မြစ်တွေကပျော့ထကြပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့မြိုင်မြို့ပေါ်မှာဈေးဝယ်ထွက်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်သားနှစ်ဦးကိုဒေါ်လာရေးတပ်တွေကလမ်းကနေအသင်းဆောင်ပြီးပြစ်ခတ်ရှင်းနေရမှာအဲဒီစစ်သားနှစ်ဦးလုံးနေရမှာတယ်ပွဲချင်းပြီးတွေကိုသိေကုန်ကြတဲ့အပြင်သူတို့မှာပါလာတဲ့တနက်တလက်ကိုပါတင်းစီရရှိခဲ့တယ်လို့ ဂျိုကပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူဦးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမှာပဲမြန်မြို့ပေါ်မှာဈေးဝယ်ဖို့ချောင်းဆောင်ဂိတ်ဘက်ကနေထွက်လာတဲ့စစ်ကောင်စီတပ်သား2ဦးကိုဒေါ်လာရင်းတပ်တွေကလက်ကနေအသင့်ဆောင်ပြီးပြစ်ခတ်ရှင်းလင်းရမှာနေရာမှာတဲ့နှစ်ဦးလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါတယ်အဲ့ဒီမှာတေသွားတဲ့စစ်သား2ဦးတဲကတဦးကတော့စစ်ဘိုလ်ချစ်စမ်းမောင်ဆိုသူဖြစ်တယ်လို့လည်းသိထားရပြီး သူတို့ရဲ့မသားအလောင်းတွေကိုတော့ဒီအတိုင်းထားခဲ့သလိုသူတို့စီမှာပါလာတဲ့တနတ်တလက်ကိုတော့တင်းစီရရှိခဲ့တယ်လို့ဂျူကာပြောက်ကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ပဂိုတိုင်းဝေါ်မြုံနယ်ကမြို့နယ်အုပ်ချုပ်ရေးမှူးတီဟာထွန်းဆိုတဲ့သူဟာဂျေရော်တရော်ကိုလူသုံးဦးနှုတ်နဲ့တသားအစ်စ်ပေးဖို့တောင်းနေပြီလူမပေးနိုင်ရင်တသားအစ်စ်တဦးအတွက်ငွေကျပ်63သိန်းနှုန်းပေးရမယ်ဆိုပြီးတော့ကိုအစည်းအဝေးခေါ်ပြီးချိန်ချောက်တောင်းရနေတဲ့အတွက် အဲ့ဒီမျိုးနဲ့အုပ်ချုပ်ရေးမှူးနဲ့ဌာနဆိုင်ရာတွေကိုဝေါ်ပကဖအဖွဲ့ကပြက်ပြက်သားသားအရေးယူတော့မှဖြစ်တယ်လို့ဝေါ်မျိုးနဲ့ပကဖရဲ့တာဝန်ခံကရင်ကုန်ခစ်တိကိုပြောပါတယ်လက်ရှိမှာတော့အဲ့ဒီဝေါ်မျိုးနဲ့အုပ်ချုပ်ရေးမှူးတီဟာတွန်းဆိုတဲ့သူကဝေါ်မျိုးနဲ့အတွက်မှာရှိတဲ့ကြေးရွာအုပ်စု64စုရဲ့အုပ်ချုပ်ရေးမှူးတွေကိုအစည်းအဝေးခေါ်ပြီးတရွာကိုလူငယ်၃ဦးနှုတ်စစ်မှုထမ်းမှုတတားအစ်ပေးရမယ်ဆိုပြီးတော့ PR ပေးလာတယ်ဆိုပါတယ်အဲ့ဒီလို့သူတို့တောင်းတယ်လို့လူမပေးနိုင်ရင် တသားတစ်တူအတွက်ငွေကျပ်63သိန်းမဖြစ်မနေပေးရမယ်ဆိုပြီးတော့ပါအစည်းအဝေးမှာပေါ်တင်ကြီးကိုအမိန်ပေးတောင်းရန်ခဲ့တယ်ဆိုပါလေအဲ့ဒီအတွက်တချို့ကြေးရွာအုပ်ချုပ်ရေးမှုတွေကတော့နှုတ်ထွက်ဖို့ပြင်ဆင်နေကြသလိုအဲ့ဒီလိုအတင်းကျပ်အမိန်ပေးပြီးလူသစ်စုဆောင်းခိုင်းနေတဲ့ဝေါ်မြို့နယ်အုပ်ချုပ်ရေးမှုတီဟာတွန်းဆိုသူနဲ့ဌာနဆိုင်ရာတွေအားလုံးပါဝင်သူတို့ပြောသလိုအတင်းကျပ်တသားအစ်လိုက်စုမဲ့ကြေးရွာအုပ်ချုပ်ရေးမှုတွေကိုပါဝေါ်မြို့နယ်ပကပတက်ဖွဲ့ကနေပြက်ပြက်တတအရေးယူတော့မှဖြစ်တယ်လို့လည်း ဝေါ်မြို့နယ်ပကဖတာဝန်ခံကပြောထားပါတယ်ခင်ဗျာတဖက်မှာလည်းစကိုင်းတိုင်းကရွှေဘိုမြို့ပေါ်မှာကိုပိုင်ရှိုင်းနယ်မနွဲ့နွဲ့ထွေးဆိုသူတို့နှစ်ဦးကိုဒေါ်လန်ရေးပတော်သားတွေဆိုပြီးအချမ်းဖက်စစ်ကောင်စီတပ်ကရိုက်နဲ့ဖမ်းဆီးထားတယ်လို့မိသားစုနဲ့နှိစက်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီကိုပိုင်ရှိုင်းနယ်မနွဲ့နွဲ့ထွေးဆိုသူတို့နှစ်ဦးကိုအချမ်းဖက်စစ်ကောင်စီတပ်ကအော်တိုဘားလ26ရက်နေ့ကတည်းကရွှေဘိုမြို့အမှတ်ရှိရက်ကွက်အောင်ချမ်းသာဈေးထိပ်မှာ ဒေါ်လာဤဘတ်တော်သားတွေဆိုပြီးရိုက်နဲ့ဖမ်းဆီးသွားတယ်ဆိုပါတယ်။အဲ့ဒီလိုဖမ်းဆီးခံရတဲ့ကိုပိုင်ရှိုင်းနဲ့မနွဲ့နွဲ့ထွေးဆိုသူတို့နှစ်ဦးဟာဆောင်းနှန်းဂျေယွမ်မန်နေတဲ့ရိုးရိုးတာမန်ပြည်သူတွေသာဖြစ်ပြီးရကန်းလုပ်ငန်းနဲ့ကြီးတဲ့ရောင်းဝယ်ရေးလောက်ကင်သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့အချမ်းဖက်စကောင်စီတပ်ကရိုက်နဲ့ဖမ်းဆီးထားတဲ့ကိုပိုင်ရှိုင်းနဲ့မနွဲ့နွဲ့ထွေးဆိုသူတို့နှစ်ဦးနဲ့မိသားစုတွေဟာအဆက်အသွယ်ပြတ်တောက်နေပြီးစစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့နေရာတွေမှာတွဲ့ခွင့်ပေးဖို့တော့ပြောတော့တယ်စစ်ကောင်စီဘက်ကတွဲ့ခွင့်မပေးဘူးလို့ မိသားစုနဲ့နှိစက်သူတွေကပျော့ထကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ